ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသူအခုမေခွန်းရှင်ကမက်ရီရီထွေးပါဟုတ်ပြီအသက်ကတော့30ပါဆရာကြီးဟုတ်ပြီစင်ကာပူမှာပါအိမ်အကူလုံနေပါတယ်တဲ့ဟုတ်ပြီဗျာဆရာကြီးရှင်တဲ့တမီးရဲ့ညာဘက်လက်ပခုံးကနေတဲ့လက်ပြင်အထီးတဲ့ကြိုက်နေတာတဲ့၃နှစ်လောက်ရှိပါပြီညာဘက်လက်နော်ဟုတ်ကဲ့ဆရာကြီးပခုံးကနေပြီးတော့လက်ပြင်အထီးတဲ့နောက်ကျိုးဘက်ပေါ့ဟုတ်ကဲ့ဆရာကြီးပခုံးရဲ့လက်ပြင်လက်ပြင်ဆိုတော့ကျိုးဘက်ညာဘက်နော်ဟုတ်ကဲ့ဆရာကြီးဒါတော့ဖြစ်နိုင်တယ် ။ဘာလို့အလုံးလုံးတဲ့စာဥမာဟိုရှုံမယ်ဖြုတ်မယ်ချက်မယ်ပြုတ်မယ်ငရုတ်စည်းထောင်းမယ်စသဖြင့်နော်ကြက်သွန်တီးမယ်အသားခုံမယ်ဆိုညာဘက်ကပဲလောက်ကြတာဟုတ်ဟုတ်ကဲ့ဆရာ။အဲ့ဒီအခါမှာသူမြတ်တခုရှိတယ်။နည်းနည်းဖြစ်လာပြီဆိုရင်လွယ်လွယ်ရလွယ်တဲ့ဆေးအပူတွေကိုမလိမ့်နဲ့လို့ဟုတ်ကဲ့ပါဆရာ။ဆေးအပူလဲရမယ်ခက်ကကုံဆုံးပါပြီလို့30လောက်ဟုတ်ကဲ့ဆရာ။ဖြစ်လာရင်သူမြတ်ကရမလေးလေးဟုတ်ကဲ့ပါဆရာ။ကရမမရှိတဲ့တနခါဆိုတော့ ဗင်နိုင်ငံရောက်မြန်မာအမျိုးသမီးအဲ့ထဲမှာတနခါပါလားအဲ့တနခါလေးလိမ့်ပြီဟုတ်ကဲ့ပါဆရာနော်အဲ့တနခါကိုတကောတကောလေးရက်ဟုတ်ကဲ့ပါဆရာနော်လိမ့်နေလိမ့်ရက်လဲရတာနဲ့ကိုသမီးတို့စီးဖြစ်ပါလိမ့်မယ်လို့ဟုတ်ကဲ့ပါဆရာလိမ့်တဲ့ခါမှာအလှလိမ့်တာမဟုတ်ဘူးနော်ဟုတ်ကဲ့ပါဆရာကျမကြီးအတွက်လိမ့်တာတကောလုံးပေါ့နော်နှစ်နာရီတခါတော့လိမ့်ဟာဟုတ်ကဲ့တကောလုံးလိမ့်တာတော့အလုပ်တစ်ခွနဲ့အခွင့်သာမယ်မထင်ပါဘူးဟုတ်ကဲ့ပါဆရာလိမ့်နိုင်တဲ့ ပိတ်ရဲ့လို့စန်ဒေးလို့နေမျိုးရယ်လိန်ပေါ်အားရရဲ့ဆိုရင်တော့ဟုတ်ကဲ့ပါဆရာကျန်တဲ့ရက်ကတော့ဖြစ်တဲ့နေရာလေးကိုဘယူဆိုင်လိန်ကိုကောင်းသွားပါပါဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကင်းဘုရားရှင်းကြပါစီဗျာ